ပုပ်ယဟန်မင်းကြီးဟာလေးဖြတ်ပြီးနှလုံးဖောက်မှုကြောင့်ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ဗာတီကန်နန်းတော်ကထုတ်ပြန်ပါတယ်။ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့သာသနာပိုင်ချုပ်ပုပ်ယဟန်မင်းကြီးဟာဧပြီ22ရက်နေ့မှာကွယ်လွန်ခဲ့တာပါ။ပုပ်ယဟန်မင်းကြီးဟာလေးဖြတ်ပြီးနောက်ဆက်တွဲအနေနဲ့အရေးပေါ်ကဲတင်လို့မရတော့တဲ့နှလုံးဖောက်မှုတန်းကိုပါခံစားရပြီးအနှိမ့်စရောက်ခဲ့တာလို့ဆိုပါတယ်။သူကွယ်လွန်ချိန်မှာတက်တော်88နှစ်ရှိခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာအဆုတ်မှာပြင်းထန်နမိုနီးယားဝေဒနာဆွဲကပ်မှုကြောင့် တရင်ငါးပတ်ကြာဆေးရုံတက်ခဲ့ရဘူးပါလေ။အဲ့ဒီတုန်းကအသက်အန္တရာယ်စိုးရင်ရတဲ့အဆင့်ကိုကျော်လွှားပြီးဆေးရုံပြန်ဆင်းလာပေမဲ့တလားလောက်ကြာမှကွယ်လွန်ခဲ့တာပါ။ပုပ်ယဟန်မင်းကြီးရဲ့ကျွမ်းကျန်ရုပ်ကလပ်ကိုဗာတီကန်မှာမမြုံနံပဲကာယကံရှင်ကြိုတင်အသိပေးထားခဲ့တဲ့ဆန္ဒအတိုင်းရောမမြို့မှာရှိတဲ့စိတ်မေရီမေဂျာဝတ်ကျောင်းတော်မှာရွရွရှရှရှင်အစီအစဉ်နဲ့မြေချမြုံနံသွားမယ်လို့သိရပါတယ်။ရှန်တော်ဖရန်စစ်ဟာ2013ခုနှစ်မှာပုပ်ယဟန်မင်းကြီးနေရာကိုတာဝန်ယူဆက်ခံခဲ့ပြီး လက်တင်အမေရိကဒေသတွေနိုင်ငံတခုကနေကက်သလစ်ဘာသာရေးရဲ့အမြင့်ဆုံးနေရာကိုတက်လှမ်းနိုင်တဲ့ပထမဆုံးပုဂ္ဂိုလ်အနေနဲ့မှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။